အဲ့ဒီတပ်ဖြတ်စားတော့နေတာလေးကိုတောထဲမှာဆိုတော့ဆုံရမှာပေါ့ကျုံရမှာပေါ့ကြီးနိုင်ငယ်ညင်းဆိုတာတွေကိုတွေ့ရတဲ့အခါကျတော့အဲစိတ်ထဲမှာမကောင်းဘူးပေါ့တကောင်းတကောင်းညင်းစဲနေတဲ့အတွေ့အကြုံမြင်ရတဲ့အခါမှာစိတ်ထဲမှာမကောင်းဖြစ်တာကိုပဲသူ့ကိုယ်သူဝိဟိတဝိတက်လို့ယူဆတယ်အဲ့ဒီဝိဟိတဝိတက်ကိုပါအဖြစ်မခံဘူးတဲ့ဘုရားလောင်းတွန်းထုတ်ဖယ်ရှားပြခဲ့တယ် ဒါကြောင့်မလို့ဒီကနေ့စိတ်ရအတွေးမကောင်းတဲ့အတွေးတွေကိုလည်းပဲကာမဝိတက်တွေးလာလို့ရှိရင်လည်းလက်ခံနဲ့ဝိရိယစွမ်းအားနဲ့တွန်းထုတ်ဖယ်ရှားပြရမယ်ဒေါသဖြစ်လာလို့ဒေါသနဲ့တွေးတဲ့အတွေးတွေကိုလည်းကိုယ်တဏ္ဍာမဖြစ်စေရဘူးတွန်းထုတ်ဖယ်ရှားပြရမယ်ဝိဟိန္ဒဝိတက်သူတစ်ပါးကိုဒုက္ခပေးခြင်းနဲ့အတွေးတွေညှင်းဆဲလို့တဲ့အတွေးတွေကရုဏာကင်းမဲ့တဲ့အတွေးတွေတွေးလာလို့ရှိရင်လည်း မိမိတဏ္ဍာမလက်ခံမဲနဲ့တွန်းထုတ်ဖယ်ရှားမယ်တဲ့ဒါအတွေးနဲ့ပတ်သက်တဲ့မိစ္ဆာသင်္ကပ္ပလို့ဆိုတဲ့အတွေးနဲ့ပတ်သက်ပြီးတွန်းထုတ်ဖယ်ရှားပြဖို့အဲ့ဆိုဗျာဒီလိုဟောအဲ့ဒီမှာအတွေးနဲ့ပတ်သက်ပြီးတော့သူတို့တုတ်တံနေမှာလည်းပဲဒီ၃မျိုးပဲဟောတာများတယ်ဆိုတော့ အဘိဓမ္မာဝိပင်ပါဠိတော်မှာဆိုလို့ရှိရင်တခြားအတွေ့အလေးတွေကိုထည့်ဟောထားတာရှိတော့ဝိတ္တကိုမျိုးဆိုတာရှိဘောဓိတာအဖြစ်ဒါလည်းမတွေ့ရမယ့်အတွေ့ဆိုတာသူတော်ရီဝိတ္တကိုမျိုးဆိုတာထည့်လိုက်မယ်ဆိုရင်ဒီထဲမှာဝင်တော့ဝင်သွားတာဝိတ္တကိုမျိုးဆိုတာအခုပြောခဲ့တဲ့ကာမဝိတ္တရဲ့ဖြာပါရဝိတ္တရဲ့ဝိညာဝိတ္တဒီ၃မျိုးပြင်နောက်ထပ်၆မျိုးထပ်ပြီးတော့ဖြစ်ဆို ဆောင်ရပါလိမ့်လဲဆိုရင်လို့ရှိရင်ညာတိဝိတကတဲ့ကိုယ်ဆွေမျိုးနဲ့ပတ်သက်ပြီးတော့ဥပမာဆွေမျိုးတွေထဲမှာတထင်းရှိတယ်ညာလူကြီးတဲ့ပုံကိုယ်တွေရှိတယ်ချမ်းသာတဲ့ပုံကိုယ်တွေကြွယ်ဝတဲ့ပုံကိုယ်တွေနာမည်ကျော်ကြားတဲ့ပုံကိုယ်တွေရှင်တို့အမျိုးထဲမှာဒီလိုပုံကိုယ်တွေရှိတယ်ဆိုရင်လူတွေကဂုဏ်ယူကြတာပြောတတ်ကြတယ် ဆူရီမျိုးတွေနဲ့ပတ်သက်လာလို့ရှိရင်ဂုံယူဝင်ကြွားပြီးတော့ပြောကြတတ်တယ်အဲ့ဒါဟာညာတိဝိတက်လို့ခေါ်တယ်ဆူမျိုးနဲ့ပတ်သက်ပြီးတော့ตายရတဲ့အနေနဲ့ဒီလိုအတွေးမျိုးဂုံယူတွေးတော့တဲ့အတွေးမျိုးတွေမတွေးရဘူးလေဒါလဲဒါတရားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ပြောတာเนาะတာမန်လူတွေကတော့တွေးရင်တွေးနေကြမှာပေါ့အဲ့ဒါဟာညာတိဝိတက်ဒီညာတိဝိတက်ဟာ ြောမယ်ဆိုလို့ရှိရင်ခုနတုန်းကကာမဝိတ္တထဲမှာအကျုံးဝင်တာပေါ့နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်သနဝရဝိတ္တကတချို့ကဒေတာဆွဲအရာဆွဲရှိတယ်ကိုမြို့ကိုရွာကိုဒေတာကိုခုံယူကြတယ်ကိုမြို့ကိုရွာကိုဒေတာအကောင်းဆုံးလို့ထင်ကြအရဆွဲဒေတာဆွဲဆိုတာလေးတွေရှိတယ်ကိုကိုဒေတာကိုဌာနကို ကိုယ်ဝင်ကြွားပြီးတော့ပြောကြလိမ့်ရှိတယ်အဲ့ဒါကိုသဏ္ဍပရဝိတက်ကပါရတဲ့အနေနဲ့ပြောကြားတွေးတောတဲ့အတွေ့ဟာကာမဝိတက်ထဲမှာအကျုံးဝင်တာပဲဒါလေနောက်တစ်ခုကဘာလို့ဆိုအမရဝိတက်ကတဲ့အမရဆိုတာဘာလို့ဆိုခက်ခက်ခဲခဲပြင်းပြင်းပန်းပန်းကျင့်တဲ့အကျင့်တွေရှေ့ခေတ်ကတော့စုပေါ်မှာအိတ်တယ်သစ္စာတပါးလို့ဆိုတဲ့မိဘုံကြီးလေးဝန်ပုံး အလဲမှာလေကပူးနေတဲ့အချိန်မှာနေမွန်းတိအချိန်မှာဘေးကမိဘုံကြီးလေးဘုံပုံပြီးတော့အပူဘလောက်ရှိအောင်ခံနိုင်တယ်ဆိုတော့ခန္ဓာကိုယ်ညှင်းပန်းတဲ့အတ္တကိလမထအချက်နေနဲ့ပတ်သက်ပြီးတော့ဂုံယူတဲ့ခစ်ကရှိနေသေးတာဟုတ်အဲခုခစ်တော့ဘာဂုံယူတုန်းဆိုလို့ရှင်အေးနီးလွတ်ပစ်သီးတွေကြီးပဲစားတယ်လို့ဂုံယူတယ်တတ်တတ်လွတ်စားတယ်လို့လည်းဂုံယူတယ်နော်ဒီနေ့ပါမှာ သူများနဲ့မတူတဲ့ချိုးချိုးချံချံနေထိုင်တယ်လို့ဆိုတဲ့ဟာတွေနဲ့ဂုံယူပြီးတော့အချက်နဲ့တွေလည်းရှိတာပဲ။ဒါရင်းတိမေပမန်ခံပြီးတော့ချက်နဲ့အကျင့်ဟာတိမေပမန်ခံတိုင်းကောင်းတာမဟုတ်ပါဘူး။အကျိုးရှိတဲ့ပြမန်ခံမှုကဒါလည်းတန်ဖိုးရှိပါတယ်။မလိုဘဲနဲ့ပြမန်ခံတာမျိုးကိုမြတ်စွာဘုရားကမနှစ်သက်ဘူးပေါ့။နောက်တစ်ခုကတော့ပฏิပန်ယုတ်တဝိတက္က သူတကားတွေကိုတနာကျင်လာတယ်ပရဏုရိယဆိုတာကရုဏာထားတဲ့အတွေ့ဒါကတန်ဃာတွေနဲ့ပို့ပြီးတော့သက်ဆိုင်တဲ့သဘောပေါ့ကိုယ်ကိုယ်ွယ်တဲ့တရားတော်မတွေကိုယ်နဲ့ခင်မင်ယဉ်နေတဲ့တရားတော်မတွေအေးသူတို့တောကဖြစ်ရင်ကိုယ်ကတောကဖြစ်တယ်သူတို့ဝန်တာရင်ကိုယ်လည်းဝန်တာတယ်နော်အဲ့ဒီလိုသဟတောကီသဟနန္တိ အတူတကွာဝမ်းနေတဲ့အတူတကွာဝမ်းတာပဲသူတို့နဲ့စိတ်ချင်းရောရောထွေးထွေးဒီလိုတရားတော်မကိုအားကိုးပြီးတော့စိတ်ချင်းရောရောထွေးထွေးနေတဲ့အတွေးမျိုးတွေနေပြီးတော့တွေးတဲ့အတွေးตายရတဲ့အတွေးတွေပရာနုဒ္ဓယတာပဋိသင်္ဟုတဝိတ္တကာလို့ဒါလို့ခေါ်တာအဲ့အဲ့လိုမျိုးကတော့ဒီဒီအတွေးကတော့ယဟန်တန်ဃာတွေနဲ့ပို့ပြီးတော့ သက်ဆိုင်နေပေါ့ကမ္ဘာလေးရအထုတ်တဲ့ပုံကိုယ်တွေနဲ့ပဲဒီတွေးမျိုးရှောင်ကြရမှာဖြစ်တယ်ပေါ့ဒီတွေးမျိုးတွေကိုရှောင်ကြနောက်တစ်ခုကဘာလို့ဆိုလို့ရှင်လာဘတ္တကာရတိလောကလတ္တပကံနဲ့ပတ်သက်တဲ့အကျော်စောနဲ့ပတ်သက်ပြီးတော့အတွေ့အော်လောလဘရိရတယ်ရှားလာတဲ့လောလဘကောင်းတာတွေကိုမိမိကို လူကြတယ်ပေးကြတယ်ကမ်းကြတယ်ချီးမွမ်းခံရတယ်နာမည်ကျော်တယ်အဲ့ဒီချီးမွမ်းခံရမှုနာမည်ကျော်မှုပစ္စည်းဥစ္စာပေါများမှုလက်လက်ပါရမှုဆိုတာတွေနဲ့ပတ်သက်ပြီးတော့ပါရတဲ့အတွေးကိုလည်းပဲလာဝတ္တကာရတိလောကပဋိသင်္ဟုတ္တပြိဝိတ္တကာလို့ခေါ်တယ်ဒီအတွေးမျိုးကိုလည်းပဲမတွေးခဲ့ဘူးတဲ့ဖယ်ရှားပြရမယ်အတွေးတစ်ခုနောက်တွေးရပါတော့ဆိုလို့ရှိရင်အနဝိညာတိကာမလား လောကလူတွေဟာကိုယ်အထင်မကြီးရှင်နေပါစေအထင်သေးခံရမှာကြောက်တယ်။ဟာအထင်မကြီးရှင်နေပါစေကိုယ်လားအထင်သေးမှဆိုးတယ်။အဲ့တော့အထင်သေးမခံခြင်းနဲ့အထင်သေးမခံခြင်းနဲ့အတွေးဟာလည်းပဲအနဝိညာဉ်ပြိသန္တဝိတ္တကလို့ခေါ်တယ်။အဲ့ဒီအတွေးမျိုးလည်းမတွေးမိပါစေနဲ့လို့ဒီအတွေး၆မျိုးကိုထပ်ဖြည့်လိုက်တဲ့အခါကျတော့ဝိတ္တ၉မျိုးဆိုတာရှိတယ်။ အဲ့ဒီအတွေးမျိုးတွေကိုမိမိတဏ္ဍာမှာမဖြစ်စေဘဲနဲ့တွေးတဲ့တွေးလိုက်တဲ့အတွေးတွေကအာရုံလို့ဆိုလို့ရှိရင်ကြည်တွေဝိပဿနာတရားချုပ်ွားတဲ့ပုံစံမမြဲတဲ့တရားကိုမမြဲဘူးလို့တွေးတယ်အနိစ္စကိုအနိစ္စလို့တွေးတယ်ဆင်းရဲဒုက္ခကိုဒုက္ခလို့တွေးတယ်နော်အဆုံးမရတဲ့အနတ္တကိုအနတ္တလို့ပဲတွေးတယ်မတင့်တယ်တဲ့ခန္ဓာကိုယ်ကြီးကိုမတင့်တယ်ဘူးလို့တွေးဒီအတွေးတွေကမှန်ကန်တဲ့အတွေးတွေပေါ့ ဒီလိုဆိုလို့မဟုတ်အဲ့တော့ခုနကကာမဝိတ္တရဲ့ဆန့်ကျင်ဘက်ကနိခမဝိတ္တလို့ခေါ်တယ်အဲ့တော့နိခမဝိတ္တဆိုတာကိုမြင်တဲ့အစဉ်အာယုံကြားတဲ့အပန်းအာယုံစတဲ့အဲ့ဒီအာယုံတွေနဲ့ဆက်ဆက်မှုမရှိဘဲနဲ့ကမ္ဘာအာယုံတစ်ခုထဲမှာစိတ်ကိုစိုက်ထားနိုင်တဲ့သဘောကာမဂုဏ်အာယုံတွေကနေပြီးထွက်ခွာတဲ့သဘောတမာရီချင်းစင်တစ်ခုကိုချင်းပြီးတော့ ကာမဂုဏ်အာယုန်တွေကနေဖြတ်ခွာပြီးတော့ကမ္မထာအာယုန်နဲ့နေနိုင်တဲ့အတွေ့ဒါလက်ခံမဝိတ္တဒေါသမပါဘူးမိက္ခာနဲ့တွေ့တယ်အပြာပါဒဝိတ္တဘုရားပေါ်မှာဒေါသနဲ့မတွေ့ဘူးအကျိုးလိုလာတဲ့စိတ်နဲ့တွေ့အများပေါ်မှာညှင်းဆဲလိုတဲ့အတွေ့နဲ့မတွေ့ဘူးကျင်နာတယ်တနာတယ်ကရုဏာအတွေ့တွေနဲ့တွေ့တယ်ဟောဒီအတွေ့တွေကတွေ့တဲ့တွေ့လိုက်တဲ့အတွေ့တွေ နောက်ဆုံးမှာမမကန်ကန်မတွေးလို့အာဒရာတရားတွေတိုးတက်ဖြစ်ပေါ်လာမယ်မိမိစိတ်ကိုဒုက္ခပေးမဲ့ကိလေသာအပူတွေကိလေသာကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေဒါတွေဟာသေဒနာတွေကိုတွေးရင်ဖြစ်ပေါ်လာနိုင်တယ်တဲ့ဒါကြောင့်မို့မတွေးတဲ့နဲ့အတွေးတွေကိုဝိရိယတံဝရဆိုတာနဲ့ထင်းချုပ်ဖယ်ရှားပြရမယ်အဲ့လိုထင်းချုပ်ပြဖယ်ရှားပြမှ အဲ့ဒီအတ္တဝတရားတွေဟာမိမိတဏ္ဏငှက်နေပြီးတော့ချုပ်ငြိမ်းသွားမှဖြစ်တယ်